ဆုံမြတ်နန္ဒာထက်သားတဲ့စိမ့်ပိုင်ရှင်ချစ်သူလေးနဲ့မင်္ဂလာဆွမ်းချေးပွဲကျင်းပခဲ့တဲ့ချော်တော်ဖြိုးကြီးပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းရန်ကုန်ဆက်လီနျူးစကန်နေကျူးစွာလိုက်ပါတယ်မြန်မာနိုင်ငံရဲ့ဂေတာလောကမှာဆယ်စုနှစ်တခုကျော်ကြာအောင်မြင်မှုတွေကိုရရှိထားတဲ့ချော်တော်ဖြိုးကြီးကတော့သူ့ရဲ့ချစ်သူမမိုအသည်နဲ့မလောက်ဆလီရနေမှာပဲမင်္ဂလာဆွမ်းချေးပွဲကြီးကိုကျင်းပလာခဲ့တာပဲဖြစ်ပါတယ်ဖြိုးကြီးနဲ့ခိုင်မမိုအသည်တို့ရဲ့တရားကျင့်နူးနေတဲ့ပုံလေးတွေကိုကြည့်ပြီးပရိသတ်တွေကတော့နှိမ့်ကြကြီးတယောက်တည်းဖြတ်တန်းနေတဲ့ဖြိုးကြီးအတွက်ဝမ်းသာနေကြတာပဲဖြစ်ပါတယ် အနည်းပညာလောကရဲ့ကမဟုတ်တဲ့ဖြိုးကြီးရဲ့ဇနီးလောင်းလေးကိုလည်းစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။အလုံးစိတ်ဝင်စားနေကြတဲ့ဖြိုးကြီးရဲ့ဇနီးလောင်းလေးမမို့သေးကတော့စိမ့်ပိုင်ရှင်တစ်ထင်းမှလေးပဲဖြစ်ပါတယ်။ခိုင်မမို့သေးအောင်ဆိုရင်ကိုပိုင်စိန်ရွှေရတနာဆိုင်ကိုဦးစီးလောက်ကန်နေတဲ့ထမြက်တဲ့စီးပွားရေးလုပ်ငန်းရှင်မျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။နောက်ပြီးခိုင်မမို့သေးကသူမဆိုင်ရဲ့လဝတ်ရတနာဒီဇိုင်းတွေကိုလည်းကိုတိုင်ရေးဆွဲပြီး စိတ်ကြိုက်ဖန်တီးတတဲ့သူတယောက်ဖြစ်တာကြောင့်ဖြိုချီတယောက်တော့ထမြက်ပြီးအမြင်ရှိတဲ့ဇနီးချောလေးကိုပိုင်ဆိုင်ထားရတာပဲဖြစ်ပါတယ်။နောက်ပြင်ခိုင်မမိုတဲ့ကစီးပွားရေးလောကမှာပဲထူးချွန်တာမဟုတ်ပါဘူး။ရုံးရည်လေးကလည်းမင်းသမီးတွေနီနီချောတာကြောင့်ပရိသတ်တွေကတော့ဖြိုဤတယောက်ခိုင်မမိုတဲ့နဲ့တွဲမှာအချစ်စစ်ကိုတွဲရှိသွားတာဖြစ်မယ်လို့မှတ်ချက်ပေးနေကြတာပေါ့။ဖြိုဤကတော့အောင်မြင်တဲ့ဆိုတော့ဖြစ်နေချိန်မှာပဲနမဲကြီးမင်းသမီးစုံမျက်နှာထားနဲ့ချစ်ကြိုက်ခဲ့ပြီးနှစ်ဦးသဘောတူခိုင်ခိုင်နန်းနားလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ဖြိုဤနဲ့စုံမျက်နှာထားတော့ကမြတ်သောမောင်ဆိုတဲ့တောင်းလေးကိုမွေးပြေးချိန်မှာတော့သဘော ါထမတိုက်ဆိုင်တဲ့အချက်တွေများလာတာကြောင့်နှုတ်သဘောတူကွာရှင်းခဲ့ကြတာပဲဖြစ်ပါတယ်။ဒါဖြစ်သူမြတ်တော်မောင်ကတော့ဆိုမျက်နန္ဒာကပဲတာဝန်ယူစောင့်ရှောက်ထားခဲ့ပြီးအခုချိန်မှာတော့ဆိုမျက်နန္ဒာတို့အသားမိဟောင်းမြတ်တော်မောင်ရဲ့ပညာရေးအတွက်နိုင်ငံခြားမှာအခြေချနေထိုင်နေကြတာပဲဖြစ်ပါတယ်။ဖြိုးရင်းနဲ့ဆိုမျက်နန္ဒာတို့ကအလွန်လိုက်ဖက်ညီတဲ့အတွေ့ဖြစ်ခဲ့ပေမဲ့သူတို့နှုတ်ရဲ့မင်္ဂလာဆောင်မှာဝစ်ဆင်ခဲ့တဲ့နေရာဝစ်ဆောင်နေကြောင့်သာခုလိုအိမ်ထောင်ရေးပြိုကွဲခဲ့ရတာဆိုပြီးပြောနေကြတာတွေလည်းရှိပါသေးတယ်။ မြန်မာလူမျိုးတွေရဲ့အယူအယအနီရောင်ကိုမင်္ဂလာပွဲတွေအတွက်နမိတ်မကောင်းတဲ့အကြောင်းဖြစ်သတ်မှတ်ခဲ့ကြတာပါအခုခါမှာတော့ဖြိုးကြီးနဲ့ဇနီးလောင်းလေးခိုင်မမိုတဲတို့ဟာအဖြိုးရောင်မင်္ဂလာဝတ်ဆောင်လေးနဲ့ချက်သေးရှိစွာလှပနေကြတာပဲဖြစ်ပါတယ်ဖြိုးကြီးဟာစောမျက်နှာထားနဲ့ကွာရှင်းပြီးနောက်ပိုင်းဂီတလောကကိုရည်တည်ထားခဲ့တာပဲဖြစ်ပါတယ် ပြည်သက်တွေကတော့ဂီတလောကကနေပြောက်ွယ်သွားခဲ့တဲ့ဖြိုးကြီးကိုမမေ့သွားကြပဲပြန်ပေါ်လာတဲ့အချိန်မှလည်းအပိတ်ခဲ့ကြတာပေါ့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတော့ဖြိုးကြီးကသူ့ရဲ့ချစ်သူအစ်တလေးနဲ့ကျင်းနှုနေတဲ့ပုံတွေကိုပြည်သက်တွေသိအောင်မျှဝေလာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကလေးကပြည်သက်တွေကတော့ဖြိုးကြီးရဲ့လက်ရှိချစ်သူလေးကစိုးမျက်နှာထပ်ပေါ်လှတဲ့ဆိုပြီးမှတ်ချက်တွေပေးခဲ့ကြပါတယ် နောက်ပြီးဖြိုးကြီးတို့ဇုံတဲကဘယ်တော့လက်ထက်ကြမှာလဲဆိုတာကိုပါစိတ်ဝင်စားခဲ့ကြတာပဲဖြစ်ပါတယ်။တချို့ကလည်းဆွမျက်နှံတာဟာနိုင်ငံသားမှာမင်းသားဆိုးသူနဲ့လက်တွဲနေထိုင်နေပြီးဘဝတက်ကိုစတင်နေပြီးဖြစ်တာကြောင့်ဖြိုးကြီးနေနဲ့လည်းအရွယ်မတိုင်ခင်မှာချစ်သူလေးနဲ့လက်ထက်ဖို့တိုက်တွန်းခဲ့ကြတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ဖြိုးကြီးကဇနီးချိုလေးခိုင်မမိုတဲ့နဲ့တူမင်္ဂလာဆုံးကျွေးပွဲကိုကျင်းပလာခဲ့တာဖြစ်ပြီးမကြခင်မှာပဲလက်ထပ်ပွဲကြီးကိုခိုင်ခိုင်နာနာကျင်းပတော့မှာလို့သိရပါတယ်ပရိသတ်တွေကတော့ခိုင်မမိုတဲ့ဟာဆုံးမျက်နှာထားထလှယုံတယ်မဟုတ်ဘူးရေချင်းကလည်းပို့ထားတယ်ဆိုပြီးမှတ်ချက်တွေပေးနေကြတာပေါ့နောက်ပြီးဖြိုးကြီးနဲ့လည်းဆုံးမျက်နှာထားထပို့ပြီးလိုက်ဖက်ညီတယ်ဆိုကသဘောတူနေကြတာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောဖြိုးကြီးနဲ့ခိုင်မမိုတဲ့တို့အတွက်မင်္ဂလာဆူတောင်းစကားလေးတွေပြောပေးခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ် ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ချက်ပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။